ဂျပန်ဝန်ကြီးချုပ်ဆာနာအဲတက်ခအီချီကအမေရိကန်နဲ့သဘောတူညီချက်ရရှိထားတဲ့ဒေါ်လာ950ဘီလီယံတန်နဲ့ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကိုပြန်ညှိနှိုင်းဖို့အစီအစဉ်မရှိဘူးလို့နိုဝင်ဘာလ၁ရက်နေ့မှာပြောလိုက်ပါတယ်။ဝန်ကြီးချုပ်ပြောင်းလဲသွားရင်နောက်မှာအစိုးရအချင်းချင်းသဘောတူညီချက်တွေကိုမပြောင်းလဲသင့်ဘူးလို့တက်ခအီချီကသတင်းတောက်တွေကိုပြောပါတယ်။ American Thamra Donald Trump နဲ့ထိပ်သီးအစည်းအဝေးအပါအဝင်တန်တမန်ရေးရာသတင်းပတ်ကုံဆုံးချိန်မှာသူကအခုလိုပြောလိုက်တာပါ ကုံသွေးရေးသဘောတူညီချက်ရဲ့အသေးစိတ်အချက်အလက်တွေကိုမထုတ်ပြန်ရသေးလို့တောင်ကိုရီးယားကအမေရိကန်နဲ့လက်မှတ်ရေးထိုးခဲ့တဲ့ကုံသွေးရေးသဘောတူညီချက်နဲ့ပတ်သက်ပြီးတခအီချီကမှတ်ချက်ပေးဖို့ညွှန်းဆိုခဲ့ပါတယ်။မျှတမှုမရှိဘူးလို့ထင်ရပြီးဂျပန်နိုင်ငံအကျိုးစီးပွားကိုထိခိုက်စေတဲ့အခြေအနေတစ်စုံတစ်ရာပေါ်ပေါက်လာခဲ့ရင်အမေရိကန်အစိုးရနဲ့အခွန်ကိစ္စပြန်လည်ညှိနှိုင်းမှုကိုဆွေးနွေးလိမ့်မယ်ဆိုပြီးတော့ပြီးခဲ့တဲ့လကဝန်ကြီးချုပ်မဖြစ်ခင်ကတခအီချီကပြောခဲ့ပါတယ်။ သဘောထားတင်းမာတဲ့ရှေးယိုဆွဲတက်ခိုက်အီဂျီယာဂျပန်နိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်အဖြစ်နဲ့ရွေးကောက်တင်မြောက်ခံရပြီးအမျိုးသမီးတွေအတွက်နိုင်ငံရေးဥပစာအတားအဆီးကိုလည်းချိုးဖျက်နိုင်ခဲ့တယ်လို့နိုင်ငံကိုလည်းမှန်ကန်တဲ့လမ်းကြောင်းစီကိုဥတည်စေခဲ့ပါတယ်။တက်ခိုက်အီဂျီကတောင်ကိုရီးယားခီးစဉ်မတိုင်မီတိုကျိုမြို့တော်မှာထရန့်နဲ့ပထမဆုံးအကြိမ်နှစ်နိုင်ငံကြားတွေ့ဆုံဆွေးနွေးခဲ့တာပါ။ ထရန့်ရဲ့ခီးစဉ်အတွင်းမှာခေါင်းဆောင်တို့ကဂျပန်အမေရိကန်မဟာမိတ်အဖွဲ့ရဲ့သမိုင်းအသစ်တစ်ခုကိုတည်ဆောက်နိုင်ဖို့မျှဝေထားတဲ့ကတိကဝတ်တွေကို ရှင်းရှင်းလင်းလင်းအတည်ပြုနိုင်ခဲ့တယ်လို့လဲတာခအီချီကပြောသွားပါတယ်ရှင်။